မြန်မာတက္ကရဲ့1989ခုနှစ်ကိုကုပြောင်းရရှိလာတဲ့ဒီနေ့လိုမင်္ဂလာရှိလာတဲ့မြန်မာနေ့တွေကိုအခါတမရမှာပြည်တော်စုတမရမြန်မာနိုင်ငံတော်အတွင်းမှာမီတင်းတည်ထောင်ကြတဲ့ပြည်တော်စုဘွားတိုင်းရင်းသားမိဘပြည်သူများအားလုံးအပါအဝင်ကဘာတော်ဝန်လုံးမှာရှိကြတဲ့ကဘာသူကဘာသားများအားလုံးဘေးပြာများကင်းဝေးပြီးစိတ်ဓာတ်ဒုက္ခကာယဒုက္ခတို့နဲ့ပြည့်စုံကြပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ျွန်တော်နိုင်ငံဟာပြီးခဲ့တဲ့နှစ်ဟောင်းကာလမှာတဘာဝဘေးအန္တရာယ်တွေနဲ့နှစ်ကျင်းတိုင်းတိုင်းကြုံတွေ့ခံစားခဲ့ကြပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းမှာယာကိမုန်တိုင်းတက်ခတ်မှုတွေကြောင့်မိုးတိရံသာရာသွန်းပြီးမြို့ပါတချို့မှာရုတ်တရက်ရေကြီးရေရှမ်းမှုတွေဖြစ်ခဲ့တယ်လို့မနက်နေ့၈ရက်နေ့မှာလဲပြည်အန်ခွန်တသမခွန်ရစ်တာစကီရှိတဲ့အလွန်ပြင်းထန်တဲ့မြေငလင်းလွှတ်ခတ်မှုဒဏ်ကိုလဲကြုံတွေ့ခံစားခဲ့ရပါတယ်။ ထိခိုက်ပျက်စီးတွေနဲ့တိစိုးဒဏ်ရာမှုတွေများပြားလှတဲ့အတွက်ကြောင့်အလင်းတန်တဲ့ဒေသတွေမှာအရေးပေါ်ကူညီကယ်ဆယ်လုပ်ငန်းတွေအတွက်အကူအညီများစွာလိုအပ်ခဲ့ပါတယ်။ပြည်တွင်ပြည်ပအကူအညီတွေကိုလည်းဖိတ်ခေါ်ခဲ့သလိုထိုင်းနိုင်ငံမှာကျင်းပတဲ့သာဓမအချိန်မြောက်ဘင်းစတက်ထိပ်သီးအစည်းအဝေးကိုတယောက်ဆင်မှာလဲအစည်းအဝေးတယောက်လာတဲ့နိုင်ငံခေါင်းဆောင်မှနဲ့တွေ့ဆုံပြီးမြင်းကလေးနဲ့ပတ်သက်လို့အကူအညီတောက်ခံခဲ့ပါတယ်။ ငလင်ဘေးတဲ့ဒေသတွေမှာရေဘော်ကယ်ဆယ်လုပ်ငန်းတွေကိုအင်တာအားတဲ့ကူညီဆောင်ပေးကြတဲ့ပြည်တွင်းပြည်ပကကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များနဲ့ငလင်ဘေးတဲ့ပြည်သူတွေအတွက်လိုအပ်တဲ့ထောက်ပံ့ရေးပစ္စည်းကယ်ဆယ်ရေးပစ္စည်းများနဲ့အလှူငွေတွေကိုပေးအပ်ထူထမ်းပေးကြတဲ့ပြည်ပနိုင်ငံများနဲ့ပြည်တွင်းကအလှူရှင်များအားလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောလိုပါတယ်ကျွန်တော်တို့စုအနေနဲ့ ငလင်းတန်းခံဒေသတွေရဲ့ပြည်내တိဆောက်ရေးနဲ့ပြည်내ထူထောင်ရေးလုပ်ငန်းတွေကိုအများဆုံးဆောင်ရွက်ပေးသွားပါမယ်။မိဘပြည်သူများရဲ့စုပေါင်းအားနဲ့ဆောင်ရွက်ရင်ပုံမှန်အခြေအနေကိုအများဆုံးရရှိနိုင်မယ်လို့ယုံကြည်ပါတယ်။နိုင်ငံတော်မှာစစ်မှားစည်းကမ်းပြည့်ဝတဲ့ပါတီစိုဒီမိုကရေစီစနစ်ခိုင်မာစေရေးဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်တော်စုတည်ဆောက်ရေးကို ကျွန်တော်တို့ဆွေရကရင်မကျက်ထားဆောင်ရလေရှိနေပါတယ်ပြည်သူလူထုလိုရတဲ့ပါတီဆိုဒီမိုကရေစီစနစ်ကိုအများဆုံးပြန်လည်ကောင်ထယ်ပေးနိုင်ဖို့ရဲ့လာမယ့်ဒီဇင်ဘာလအတွင်းမှာလွတ်လပ်ပြီးတရားမျှတမှုအပြည့်ရှိတဲ့ပါတီဆိုဒီမိုကရေစီထူထူရွေးကောက်ပွဲကိုကျင်းပပေးနိုင်ဖို့ကြိုးပမ်းဆောင်ရလေရှိနေပါတယ်ပါတီဆိုဒီမိုကရေစီစနစ်ကိုအမှန်တကယ်လိုရတယ်ဆိုလို့ရှိရင်အဓိကဖြစ်တဲ့ရွေးကောက်ပွဲအအောင်မြင်မြင် ပြည့်မြောက်နိုင်ဖို့အတွက်မိဘပြည်သူများအနေနဲ့ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့မြစ်တမ်းရပ်ခန့်လိုပါတယ်ကျွန်တော်အစိုးရအနေနဲ့နိုင်ငံတော်နဲ့နိုင်ငံသားအလို့ရဲ့အကျိုးစီးပွားကိုအကောင်းဆုံးအကောင်အထည်ဖော်ပေးနိုင်ဖို့အတွက်အစဉ်တစ်ဖြင့်ကြိုးပမ်းဆောင်ရွက်လက်ရှိနေပါတယ်မြန်လင်းပေးတဲ့ဒေသများအတွက်ပြည်내ထူထောင်ရေးလုပ်ငန်းများဖြစ်တဲ့အစိုးရရုံးဌာနများပြန်လည်တည်ဆောက်ရေးပြည်သူတွေရဲ့အိုးအိမ်နဲ့ လမ်းမဆက်သွင်းမှုလုပ်ငန်းများပြန်လည်တည်ဆောက်ရေးတို့ကိုလည်းအသွွန်ခွန်ဆိုင်ဆောင်ရွက်သွားပါမယ်။နိုင်ငံရေးစီးပွားရေးကိုပြည်တည်တိုင်ဖို့အတွက်အဓိကကျတဲ့စာပြုံးမွေးမြူရေးအခြေခံကွန်ထရိုးလုပ်မှုလုပ်ငန်းတို့ကိုအသွွန်ခွန်ဆိုင်တွင်းမြင့်လှုပ်ဆောင်ဖို့လည်းလိုအပ်ပါတယ်။အလားတူပဲ MSME လုပ်ငန်းလုပ်ကန်နေသူအားလုံးဟာလည်းရှိနေတဲ့အနေအထားတွေမှာဖြစ်နေတဲ့များစူးစမ်းပြီးကွန်ထရိုးလုပ်မှုများကိုပြုလုပ်ကြစီလိုပါတယ်။ ိုင်ငံဖူဖူတွတ်တွေရေးမှာပညာရေးဟာလည်းအရေးကြီးလာပါတယ်။ဒါကြောင့်လာမယ့်ပညာသင်နှစ်မှာကျောင်းတွေအရွယ်ကလေးအားလို့မြက်ပြက်မကွက်ပညာသင်ကြားနိုင်ရေးကိုအလေးထားပြုတော့မှဝန်ဝန်ပူပေါင်းဆောင်ရွက်ပေးကြဖို့လည်းတိုက်တွန်းလိုပါတယ်။နိုင်ငံတော်ဖူဖူတွတ်တွေစီဖို့အတွက်တည်ငြိမ်အေးချမ်းမှုလည်းလိုအပ်ပါတယ်။ဒါကြောင့်လည်းရေချီတည်တတ်ပြီးစစ်မှန်တဲ့ငြိမ်းချမ်းရရှိအောင်ကြိုးပမ်းဖောင်ဆောင်နေပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့ပဋိပက္ခတွေကိုအစိုးရနိုင်ဖို့ ကျွန်တော်တို့အစိုးရကနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းချဖို့ဖိခေါ်ကဏ္ဍထားပြီးလည်းဖြစ်ပါတယ်ပြည်တော်စုပွားတိုင်းရင်းသားညီအစ်ကိုများဖိကြတဲ့အတွက်ပြည်တော်စုစိတ်ဓာတ်ကိုရင်ဝယ်ပိုက်ပြီးပူးပေါင်းပါဝင်ဆောင်ကြလိမ့်မယ်လို့လည်းယုံကြည်ပါတယ်နှီးဟောင်းမှာကျွန်တော်တို့ကြုံတွေ့ကြရတဲ့ဘေးဒုက္ခတွေအခက်အခဲတွေစေခွန်မှုတွေကနေအားနည်းချက်တွေကို သင်ကားစာ ဖော်ထုတ်ပြီးနှစ်သက်မှာအတွေးအမြင်သက်နဲ့ နိုင်ငံတော်ကဆက်လက်လျှောက်လှမ်းမဲ့ပါတီသူဒီမိုကရေစီပေါ်ဆောင်မှုမှာနိုင်ငံသူနိုင်ငံသားများအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြပါစို့လို့ညစ်တဲ့ကိုနှုတ်ခွန်းဆက်စကားပြောကြားလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ